Star Channel ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ငင်းချမ်းရေးဆွေးနွေးပွဲတွေအကြားယူကရိန်းကအမေရိကန်အကူအညီတွေအတွက်ချေစုတင်ခြင်းလုံးဝမရှိဘူးလို့ထရန့်ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်သမရဒေါ်နယ်ထရန့်ကတော့ယူကရိန်းရုရှားငင်းချမ်းရေးဆွေးနွေးပွဲတွေအတွင်းတင်းမာမှုအသစ်တွေဖန်တီးလိုက်ပါတယ်ဂျနီဗာမှာအမေရိကန်ရာရှိတွေကစီးလုံးညညွတ်မှုကိုပြသဖို့ကြိုးစားနေချိန်မှာပဲသူကကီယက်ကောင်းဆောင်တွေဟာအမေရိကန်ရဲ့ထောက်ပံ့မှုတွေအတွက်ချေစုတင်ခြင်းလုံးဝမရှိဘူးလို့လူသိရှင်းကြားဆွဆွဲလိုက်ပါတယ် ထရန်ဆိုယာအဖွဲ့ကယူကရိန်းကိုကျေးဇူးတော်နဲ့မတိုင်ခင်အချက်28ချက်ပါငြိမ်းချမ်းရေးအဆိုပြုချက်ကိုလက်ခံဖို့ဖိအားပေးနေချိန်မှာပဲအစည်းအဝေးရေးဆွဲသူနဲ့ပတ်သက်တဲ့ရှုပ်ထွေးမှုတွေနဲ့ဥရောပမဟာမိတ်တွေအမေရိကန်လွှတ်တော်အမတ်တွေရဲ့စိုးရိမ်မှုတွေကဘယ်သူအချိုးစည်းပွားအတွက်လဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာစေပါတယ်။နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့အထူးတန်ထမန်စတီဗ်ဝါကော့ဖ်အပါအဝင်အမေရိကန်အကြီးအကဲအရာရှိတွေဟာဆိုရင်တော့စစ်ပွဲအဆုံးတည်ရည်ရီမန်းချက်နဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရှေ့ဆက်နိုင်ဖို့အတွက် ီသတင်းပတ်အကောင်မှာဂျနီဗာမှာယူကရိန်းအရာရှိတွေနဲ့တွေ့ဆုံခဲ့ပါတယ်။တင်းကုန်တဲ့နေတရတာဆွေးနွေးမှုအပြီးရူဘီယိုကတိုးတက်မှုအများကြီးရရှိခဲ့တယ်လို့သတင်းထောက်တွေကပြောကြားခဲ့ပါတယ်။ရူဘီယိုကလုတ်စရာတွေကြံနေသေးပေမဲ့ဒီမနက်စတင်ချိန်ကနေရှင်ရင်တွန်ခဲ့တဲ့တပတ်ကနေရှင်ရင်ကျွန်တော်တို့ဒီအချိန်မှာအများကြီးအရှိကိုရောက်နေပါပြီ။ကျွန်တော်အမြင်အရတော့အစကနေပါဝင်ခဲ့တဲ့ဒီလုပ်ငန်းစဉ်တစ်ခုစလုံးမှာအကျိုးရှိဆုံးနဲ့အတိတ်ပဲအရှိဆုံးအစည်းအဝေးတစ်ခုဖြစ်ခဲ့ပါတယ်။ပါဝင်ပတ်သက်သူအားလုံးရဲ့အကြံဉာဏ်တွေအပေါ်အခြေခံတိစောက်ထားတဲ့ ကောင်းမွန်တဲ့လုပ်ငန်းစဉ်ရလဒ်တစ်ခုလည်းရှိနေပါပြီ။အဲ့ဒီတစ်ချက်အချို့ကိုတစ်ချက်ချင်းစီဆွေးနွေးနိုင်ခဲ့ပါတယ်။တိုးတက်မှုကောင်းတွေတွေ့ရခဲ့တယ်လို့ထင်ပါတယ်ဆိုပြီးတော့လည်းပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။အင်ဂျီရောကတော့တနင်္ဂနွေနေ့ညနေပိုင်းအမေရိကန်ယူကရိန်းတွေ့ဆုံမှုနဲ့ပတ်သက်ပြီးပူးတွဲကြညာချက်တစ်ခုထုတ်ပြန်ခဲ့ရမှာတော့ဆွေးနွေးမှုတွေဟာအလုံးကိုအကျိုးရှိခဲ့ကြောင်းကိုနှစ်ဖက်စလုံးကသဘောတူညီခဲ့ကြတယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့ငင်းချိုင်းဆွနေပွဲတွေအကြားယူကရိန်းကအမေရိကန်အကူအညီတွေအတွက်ကျေးဇူးတင်ခြင်းလုံးဝမရှိဘူးလို့ထရန့်ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကြီးစုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ